တရားရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။နေဦးမယ်ရဲ့သတင်းထဲမှာ comments ရေးတဲ့လူတွေအများကြီးရှိပါတယ်။အဲ့ထဲကနေမှတစ်ခုလေးကိုဖြေပေးချင်တယ်။အဲ့တစ်ခုကမကြာခဏလာတတ်တဲ့ comments ဖြစ်တယ်။အားပါလေဆိုတော့နေဦးမယ်ကလူမျိုးမရွေးဘာသာမရွေးဒီလိုမျိုးသတင်းတွေကြီးညာပေးတဲ့သူအကြောင်းကျေးဇူးတင်တယ်လို့ပြောတဲ့ comments တစ်ခုကိုဖြေပေးချင်တယ်။ ။ဘာကြောင့်လဲဆိုတော့အစ်ချက်ကတော့ຫນွေဦးမင်းရဲ့ channel ဟာနိုင်ငံရေး channel ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးမှာလူမျိုးရေးမရှိသလိုဘာသာရေးလည်းမရှိဘူးเนาะဒုတိယအချက်ကတော့ဒီနေ့ကျမတို့တိုင်းရင်းသားတွေအားလုံးဟာ ကိုယ့်ပြည်နယ်တစ်ခုပဲလွတ်မြောက်လို့မရဘူးပြည်နယ်အားလုံးလွတ်မြောက်မှ ကျတို့ကလွတ်မြောက်တာဖြစ်တယ်ကျတို့တိုင်းရင်းသားအားလုံးเนาะဗမာဖြစ်ရင်လည်းကချင်ဖြစ်တယ်ကချင်ဖြစ်လည်းရှမ်းဖြစ်တယ်အဲ့လိုမျိုးပေါ့เนาะတိုင်းရင်းသားတွေအားလုံးလွတ်မြောက်မှကျတို့ မြန်မာနိုင်ငံဟာတကယ်ပဲခွေးရဲ့လက်ထက်ကနေမှလွတ်မြောက်တာဖြစ်တယ်ဆိုတော့နွေဦးမေရဲ့အကိုမတူဦးတီတော်သားရှိတယ်တူဦးတီတော်ကျမရဲ့သူ့လေးကသုံးပွေပူဖြစ်တာနည်းနည်းလေးတော့ကြာနေပြီအခုဒီတော်လာရဲ့စတဲ့နေ့ကစပြီးလို့ပြောလို့ရတယ်အညာအတွက်သူတာဝန်ထမ်းဆောင်နေတာဟာဒီနေ့ဒီအချိန်ထိဖြစ်တယ်နွေဦးမေရဲ့သူဟာအခု လူပမာတိုင်းရင်သားတွေနဲ့အတူတူ နော်ကချင်နေနဲ့မဟုတ်ဘူးနော်လူပမာတိုင်းရင်သားတွေနဲ့အတူတူအညာတနေရမှာတိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ထမ်းဆောင်နေတယ်။အာဘတ်မာဦးဆုံးတရင်အနေနဲ့ကတော့လွန်ခဲ့တဲ့မတ်လ6ရက်နေ့တုန်းကတရင်ဒီအထဲမှာပြန့်နှံ့နေတဲ့ဥစ္စာကဝါရာဆုပ်မှာ ရှိတဲ့ KIA စခန်းကိုဒီဝါရာဆုပ်ပြည်သူစစ်တီဘက်ကနေမှတင်ပိုက်တယ်ဆိုတဲ့ဥစ္စာထွက်လာတယ်။တကယ်ကြတော့ဝါရာဆုပ် KIA စခန်းမဟုတ်ပါဘူး။အိုက်ရွှေမော်နားမှာရှိတဲ့ စကန်တဲလေသူတို့လာတိန်သွားတာဖြစ်တယ်နောက်တစ်ခုကတော့ wooden rod ဆိုတဲ့စကန်တဲလေအားလေလူ6ယောက်လောက်ပဲရှိတဲ့နေရာဖြစ်တယ်ဘာကြောင့်မို့ KIAD ကဒီလိုမျိုးမနေ့တနေ့ရောက်မှလာဟောင်းလာတဲ့ပြည်သူစစ်တီတိုက်တာ KIA ဘာကြောင့်မို့စကန်ဆုံးရှုံးရတယ်လို့မေးခွန်းမေးစရာရှိတယ်နော်ဒီနေ့ခွေးတွေအကြောင်းအားလုံးသိတဲ့အတိုင်းပဲကျတော့ KIAD ရဲ့စခန်းတဲတဲလေးကိုဒီဝါရာဆုမှာ မင်းစေတန်ဆိုတဲ့ပြည်သူခွေးကအတော်လေးဂျူထနေတာအဲ့ပတ်ဝန်းကျင်ထဲမှာပြီးလို့ရှင်လဲစစ်ခွေးတွေကမင်းစေတန်ရဲ့ဂျုံနေဖြစ်တယ်ဆိုတော့ဒီ KIA စခန်းကိုဒီမင်းစေတန်ဆိုတဲ့ပြည်သူစစ်တွေဝန်မတိုက်ခင်မှာတည်တဲ့အတိုင်းပဲမင်းစေတန်ကသူ့ရဲ့ဂျုံမင်းအွန်လိုင်းတွေကို ဘုံကျေဖို့ရန်အတွက်ဖုန်းခေါ်လိုက်တယ်ဖုန်းခေါ်လိုက်တော့တည့်ရဲ့အတိုင်းပဲလေရင်နဲ့ဘုံလာကျေးတယ်ဘုံလာကျေးတော့ကျွဲတို့ KIA ဒီဘက်ကနေမှစခန်းတက်တက်လေးဆိုတော့သူတို့ကနေရှောင်ပေးလိုက်တယ်ပြီးတော့ပြည်သူတွေရဲ့အိမ်တွေထိခိုက်သွားတယ်ဆိုတော့ကျွတ်တို့ကတော့ဒီစခန်းတစ်ခုကိုရှောင်ပေးလိုက်ရတယ်။ဘာကြောင့်လဲဆိုတော့လေရင်နဲ့ဘုံလာကျဲတို့မင်းစေတန်ဆိုတဲ့ပြည်သူခွေးတွေဘက်ကနေမှစခန်းသိမ်းပြီးဆိုတဲ့အရာဖြစ်လာတယ်။တကယ်ကျတော့ water soup တော့မဟုတ်ဘူး။ wakamos scan 100မှာရှိတယ်ကျွန်တော်တို့ KIA scan တဲ့လေးဖြစ်တယ်ဆိုတော့အခုသူတို့ကဒီ scan တစ်ခုကိုတိမ့်လိုက်ရောမင်းစေတန်းတို့ကစုံကြွစုံကြွဖြစ်ပြီလေဟာငါတို့က KIA ရဲ့ scan တစ်ခုကိုတောင်တိမ့်နိုင်တယ်ဆိုပြီးမှလောက်တာဆိုတော့မနေ့ကလည်းကျွန်တော်တို့ KIA ရဲ့စခန်းကိုဝန်တိုက်မယ်ဆိုပြီးမှခွေးအကောင်90လောက်ကကားတွေနဲ့ ကျတော့ KIA ကိုတိုက်မေးဆိုပြီးမှသူတို့လည်းထွက်လာတယ်။ပြီးလို့ရှိရင်သူတို့ကလေရင်တော့တခါလေးခေါ်လာတယ်။ဆိုတော့သူတို့ထွက်လာတဲ့ဥစ္စာကိုကျတော့ KIA ဘက်ကနေတီးလို့ဂျားဖြတ်ပြီးမှတိုက်ခိုက်ခဲ့တဲ့အခါမှာ16កောင်ကတော့တခါလေးမိုဟင်ဂါပွိုင်ချီမိုဟင်ဂါထဲမှာတော့မုတ်ဖတ်တဲ့အကုံဆက်နဲ့ခြေပစ်လိုက်တာ။ပြီးလို့ရှိရင်တန်ရရတာတွေအများကြီးပဲခွေးပြွက်ပြဲတွေအများကြီးပဲ။အခုအဲ့ဘက်မှာဂျိုထနေတဲ့ မင်းစေတန်ကိုတော့မဖမ်းမိဘူးဒါပေမဲ့သူ့လက်မောင်းထဲမှာပြင်းပြင်းထန်ထန်တရရပြီးမှသူထွက်ပြေးသွားတယ်ဆိုတော့နောက်တစ်ခါပြန်ဂျူထားလို့ရှင်လဲဒီလိုပဲရမှာပဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာလေရင်နစီးလာခဲ့တယ်လေရင်တာမလာဘူးဆိုလို့ရှင်တော့အဲ့ခွေးအကောင်90လုံးကိုကျွားတော့ KIA ကနေချမလို့ပဲဒါပေမဲ့လေရင်လာလို့ကျွားတော့ KIA တွေလည်းပြန်မဆုတ်ခွာသွားလိုက်တာဖြစ်တယ်နော်မင်းစေတန်တို့ကအဲ့ဝါရာဆုတ်ဘက်ကိုသူတို့ထွက်ပြေးသွားတဲ့အခါမှာ အဲဝါရာစုမှာရှိတဲ့အင်ချေ16လုံးကိုမြှို့ပြီးထွက်ပြေးသွားတယ်ဘလောက်ရိုင်းဆိုင်တယ်လဲဆိုတာဂျိုထနေတဲ့ဒီမင်းစေတန်တို့ဖွက်အခုမတ်ပြီနော်အခုပြန်လာမယ်ဒါတော့မနေ့ကအာဝါရာစုမှာဂျိုထောင်နေတဲ့မင်းစေတန်တို့အဖွဲ့ကိုဆုံးမလိုက်တဲ့အခါနော်ဆိုတော့နောက်တဲ့င်းတပုတ်အနေနဲ့ကတော့ချက်တရတော့တိတ်မရှိဘူးဒါပေမဲ့ဗီဒီယိုလေးတစ်ခုကိုကြည့်ရအောင်နော်တော်လိုက်တဲ့မားတွေကိုပြောချင်တာက ဘလို့ရွေချက်နဲ့ဘလို့ခိုင်ယူချက်နဲ့ပဲလှုပ်လို့မှားတယ်မှန်တယ်ဆိုတော့မင်းတို့ဟာလည်းသူဆုံးဖြတ်မင်းတို့လည်းမင်းတို့မှန်တယ်ထင်လို့လှုပ်ဆောင်နေတာပညာရေးနဲ့တော်လိုင်းရေးနဲ့လုံးဝလုံးဝမပတ်တဲ့တော့လုံးဝလုံးဝလည်းမဆိုင်ပါဘူးဒီเจ้าသူเจ้าသားတွေကပညာတွေနဲ့ဆိုတာကအနာကတိုင်းပြည်အတွက်လှပဖို့အတွက်သူတို့ဘဝလေးတွေလှပဖို့အတွက်သူတို့ဘဝလေးရှင်းတဲ့ရွေချက်တွေအကျိုးပြုဖို့အတွက်ပေါ့နော်နိုင်ငံကိုအဲ့တော့ဒီပညာရေးကလေးတွေနဲ့လည်း အန္တရာယ်မပြုဘူးကလေးတွေကိုစစ်ထားလို့မေးမြန်းတာလို့မလုပ်ဖို့အတွက်ဦးဇင်းတို့ကမေတ္တာရက်ခံခြင်းဖြစ်တယ်မင်းဝင်းအကယ်ဒမီအကြောင်းကအကြောင်းသူအကြောင်းသားတွေဆက်ဆိုရလဲဆရာတော်ဦးဝိဒတူကတူဆောင်ထားတယ်ဆိုတာကလည်းနိုင်ငံရေးလို့ကိုတူဆောင်ထားတာမဟုတ်ဘူးမင်းတို့ဒေါ်လာရေးလုပ်နေတဲ့သူတွေကိုဒေါ်လာမှုပြီးမှလည်းထားတာမဟုတ်ဘူးသူတို့ဘဝအတွက်ဆရာတော်ဦးဝိဒတူဘဲကလေးကိုမှနိုင်ငံရေးနဲ့ပတ်သက်ပြီးဆရာတော်ဦးဝိဒတူဒီမပြောခဲ့ဘူးမဟောခဲ့ဘူး ဆရာတော်ဒီဘယ်သူ့ကိုမှနိုင်ငံဘယ်เจ้าတော်မှနိုင်ငံရေးလို့ပါဟိုကလို့ပါလို့မပြောတဲ့အတွက်ကြောင့်เจ้าလူเจ้าသားတွေကိုဒီမင်းခွဲမှာရှိတဲ့ရွာထဲမှာရှိတဲ့အခုဆိုလို့ရှိရင်ညာရန်ပြိပြီးမှဒီနေ့ဆိုလဲတိုက်ပွဲတွေဖြစ်တဲ့တိုက်ထားတွေဖြစ်တဲ့ပြုစစ်တွေလဲဒါထိခိုက်ထန်ရတယ်လို့ကြားသိရတယ်ဒီနေ့၁၄ရက်နေ့မနက်ပိုင်းပတ္တဆာတဲဦးလက်မောင်းကြီးထိမှန်ပြီးတနေ့ကြီးအစအနာထိမှန်တဲ့မင်းခွဲတော်ရောမှာရွာသူရွာသားများဗရန်းနဲ့ပူပေါင်းပြီးညာရန်ပြိနေပါပြီတဲ့ငါးကိုင်းတုတ်ပြီးမိုးမွေနေအောင်ဝမ်းဆဲနေပါတယ်တဲ့ ထွက်ခဲ့ဖို့လာတိုက်ဖို့လဲစိန်ခေါ်နေပါတယ်တဲ့ဗရတ်တွေကငကပတ်တောင်ရဲ့အနောက်ဖက်တရက်ခြံထဲမှာဆယ်ရက်နေကလည်းအင်အား20ခန့်ရှိတယ်ရဲစခန်းကုန်းကိုတောင်သာဘက်ကနေဝိုင်းထားလို့တပတ်ကျော်ရှိပေမဲ့လဲစေချောင်းမှုကရဲစခန်းကုန်းမှာအကာအကွယ်နဲ့လုံးလုံးချုံချုံနေပြီးတိုက်ခန်းထဲကမထွက်ဖက်နဲ့ရေခဲတစ်တာနဲ့ပေါ်ပြဖို့အေးစေးစေးလေးပေါ်နေနေပေါ့နော်ဗရတ်20လာတယ်တဲ့တွားရှင်းလိုက်မယ်လို့တင်ပြတော့မသွားနဲ့တားမြစ်တယ်တဲ့တန်နယ်မှာဖုံးဆက်တဲ့တဲ့မေးတယ်ကတော့တန်နယ်မှုကလည်းလမ်းမင်းစေချောင်းမှုကလည်းအမှန်မပြောဘဲထိန်ချမ်းလိန်လေထားတယ်တဲ့ အခုရဲစခန်းအပြစ်ခံနေရပြီတဲ့လက်နဲ့ကြီးနဲ့လည်းအပြစ်ခံရတယ်ခရိုင်ထုတ်လက်နဲ့တွေနဲ့လည်းဆိုတယ်တဲ့မြစ်စိတ်ကလက်ပံပါဝဲမြောက်ခွေရွာအားလုံးကိုတဲ့ဗရက်ဆူမိုးထားပြီးစည်ရေးဂိတ်တွေဖွင့်ထားတာတဲ့စစ်ကြောမှုတိဟန်မတူဘူးတဲ့မင်းကွင်းမြောက်ရွာတဲ့ကရွာလူရွာသားတွေဗရက်တွေကခေါ်စစ်ထားဒလန်ဆိုပြီးခေါ်တက်လို့ရှေ့ရောက်ထိအတက်ခံရတယ်ရဲစခန်းရှိကနေဖက်ခေါ်တာတွေတွေ့မြင်ရတယ်ပဲစခန်းမှုကတော့လုံးဝလုံးဝအလုံးမလုံးပါတဲ့ဒါခံရုံနဲ့တရေတိတိကြကြတရေနေဒါအုပ်စင်းတို့ပေးထားတယ်ပေါ့နော် ဒါဒီလက်ဥစဉ်တို့တော့ဒါနမကတိုင်မှုကြီးတို့တော့ဒါတင်ပြထားတဲ့ပြောထားတဲ့စာမွေးထွေတဲ့ကျောင်းသူကျောင်းသားတွေကအဖြူရည်ဖြစ်တဲ့နိုင်ငံရေးနဲ့လုံးဝလုံးဝကင်းရှင်းတယ်အဲ့တော့ကျောင်းသူကျောင်းသားတွေစာမွေးပြောပြောရှင်းရှင်းဖြောင်းဖြောင်းပြူးပြူးနဲ့တွားဖြေဖို့အတွက်ကိုမင်းတို့တွေကြည်ဖြူးနဲ့ခွင့်ပြုပြီးကိုအန်ဒရယ်မပြုဖို့မစစ်ဖို့မင်းခွင့်မှရှိတဲ့ဗရက်တွေကိုဒါတောင်းဆိုခြင်းဖြစ်ပါတယ်အခုကြက်တယ်မရှိတဲ့ဂရုံပြောသွားတဲ့အထဲမှာအခုဒီဂရုံဝတ်တူရကနေမှာအကယ်ဒမီစကူးဆိုပြီးမှဒီမင်းကိုမှာ ကြောင်းဖွင့်ထားတယ်အခုတို့ကမကြခင်မှာစံပွဲရှိတယ်ပြီးတော့အခုမင်းကွန်းဘက်မှာဆိုလို့ရှိရင်နေ့တိုင်းလိုလိုအဲ့ဘက်မှာတိုက်ပွဲဖြစ်တာဆိုတော့မနေ့ကလည်းတိုက်ပွဲတွေဖြစ်တော့ကြောင်းသားကြီးဆိုပေမဲ့ကလေးပေါက်စားလေးတွေမှမဟုတ်တာဆိုတော့အားလုံးကလူရွယ်တွေဖြစ်တဲ့အတွက်ကြောင့်တို့ကိုစစ်ဆေးတယ်စစ်ဆေးတာတွေလုပ်တယ်ဒါပေမဲ့ကြောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်ဘာမှတော့မလုပ်ဘူးစစ်ဆေးပြီးမှတို့ပြန်လွတ်လိုက်တယ်ဆိုတော့ဒီအထဲမှာကြောက်ရကြားရတဲ့အခါမှာငါပေါက်ပြောထားတဲ့အထဲမှာနှမျိုးကိုပြောမယ်တခုကတော့ ဒီចောင်းသားတွေဟာအဖြူထေဖြစ်တဲ့ပညာရဲနဲ့နိုင်ငံရဲနဲ့လုံးဝမဆိုင်ဘူးပြီးရင်ဒီဝိတူရဆိုတဲ့ကတုံးကလည်းပဲဒီကလေးတွေကိုနိုင်ငံရဲတင်ပေးတာမဟုတ်ဘူးသူတို့ရဲ့အဘွားလပဖို့နိုင်ငံလပဖို့ဒီကလေးတွေကပညာတင်တယ်လို့ပြောတယ်ဆိုတော့တနေ့ကမြိုင်မြို့နယ်ပန်းညိုရွာမှာရှိတဲ့စာတင်ចောင်းကိုဘုံကျေးလိုက်တယ်အဲ့တခုပြီးလို့ရှိရင်လွန်ခဲ့တဲ့အချိန်မှာ NUG ကနေဖွင့်ထားတဲ့ကျောင်းတွေမို့လို့ ုံကျဲတိုက်ခိုက်တယ်လို့ပြောတယ်။ဆိုတော့ဒီ NUGD ကပညာတင်တာလားတာမမို့သူတို့နိုင်ငံရေးတင်တာလားအခုလောလောဆယ်ဆယ်နင်တို့ဘုံကျဲပြီးမှတတ်လိုက်တဲ့မြှို့လိုက်တဲ့ဒီအကြောင်းတွေဟာအခုနင်တို့ဒီဝိတူရဆိုတဲ့ကတုံးရဲ့အကြောင်းသေးကအကြောင်းသူအကြောင်းသားတွေထက်တောင်ငယ်တဲ့ကလေးတွေဖြစ်တဲ့အဲ့ကလေးငယ်တွေတက်တဲ့အကြောင်းကတော့အယောင်ရှိတာလားဘာအယောင်လဲသူတို့ကခရမ်းအယောင်လားအမဲအယောင်လားအပြာအယောင်လား အခုဒီကတော့ဝိတူရရဲ့တောင်းဝကလေးတွေက အဖြူရောင်ဆိုလို့ရှိရင်ဒီ NUGD မှာရောပြီလို့ရှိရင် အခုဒီမြိုင်မှာနင့်တို့ဘုံကျဲလို့မိလောင်သွားခဲ့တဲ့တောင်းတွေကအပြာရောင်ဒီလားအမဲရောင်ဒီလားဘာရောင်ဒီရှိတာလဲသူတို့လေသူတို့ရဲ့ဘဝလပဖို့ရန်တော့ကြောင်းတက်နေတာမဟုတ်ဘူးလားနင့်တို့ဘုံကျဲလိုက်လို့ဖြစ်လို့ရှိရင်တော့ဒါတွေကတောင်းကျန်းသူတွေရှိတဲ့နေရာမှာမဟုတ်လို့ဒါတွေဟာအကျန်းဖက်တီရဲ့အကြောင်းတွေဖြစ်လို့ နင်တို့လေရင်နဲ့ဘုံကျဲတုံးကဒီငါပေါက်သူ့ပါဇက်ကလည်းပြည်တစားထက်တောင်ပို့ဆိုးနေတယ်နော်ပြလို့ရှင်နောက်တစ်ခုကသူတောင်းပန်တဲ့အရာလဲချစ်เสียရလေးเนาะဒီမင်းကိုမှရှိတဲ့အကြောင်းသူအကြောင်းသားတွေကိုဘာမှမလုပ်ဖို့ရန်တော့ပေါ့တကိုရောကနေမှပဓာတ်တွေကိုတောင်းဆိုတယ်တောင်းဆိုတာတောင်မှ နော်နင်တို့ PDF ဒီကိုလို့တောင်းတူမပြောဘူးပဒတ်တလောက်ရိုင်းတာဒါလာတောင်းဆိုတာမရဘူးနင်တို့ကိုချပြစ်မှာပဲနော်ဝိတူရရဲ့အကြောင်းမှာနေပြီဆိုလို့ရှိရင်တော့ခွေးရဲ့အကြောင်းမှာတက်တာခွေးပဲနော်ဒီဝိတူရဖွင့်ထားတဲ့အကြောင်းကနိုင်ငံရဲ့အကြောင်းမဟုတ်ဘူးဒါကြောင့်ဒီကလေးတွေကတော်လန်ရဲတွေကိုတိုက်ခိုက်ဖို့လည်းမဟုတ်ဘူးလို့ပြောတဲ့အခါမှာခဏတော့က NUG မှာတက်တဲ့ကြကလေးတွေအရင်တော့ကလည်းအများကြီးတိုက်တယ်ဒါပေမဲ့အဝေးယူမပြောဘူး တနေ့ကပြစ်လိုက်တဲ့မြောင်းအเจ้าကကလေးတွေကနင်တို့စစ်ခွေးတွေကိုတိုက်မယ်လို့ပြောနေလို့ဒီကလေးတွေတက်တဲ့အเจ้าကိုနင်တို့မြှို့လိုက်တာလားဝိတူရဆိုရဟာဒီနေ့ကျွားတို့တော်လံရဲဒီရဲ့အဓိကယန်တူဖြစ်တယ်အဲယန်တူရဲ့အเจ้าသားဒီကိုဒီနေ့ကျွားတို့တော်လံရဲတွေကစစ်ဆဲပြီးမှလွတ်လိုက်တာကိုပဲနင်အညာ PDF ရဲ့ခြေတော့ကိုဖက်ပြီးမှနင်နမ်းလိုက်ရမှာ ကျွန်တော်တော်လိုင်းရဲတွေကလူဖြစ်တဲ့အတွက်ကြောင့်လူလိုနားလေလို့လွတ်ပေးလိုက်တယ်။တကယ်ဆိုလို့ရှိရင်နင်အဲ့မှာမင်းကိုမှရှိတဲ့ PDF တွေရဲ့ခြေတော့တွေကိုနင်နမ်းပြေးမှတောင်းမှကျေးဇူးတင်စကားနင်းပြောရမှာဖြစ်တယ်။နော်။ဒါကိုအခုဘာလဲဗဒတ်တွေကိုတောင်းဆိုတယ်။တောင်းဆိုတယ်လို့လည်းပြောသေးတယ်။ဗဒတ်လိုလည်းနင်သုံးလုံးတာအဲ့ခေါင်းကိုသွေးလဲဆိုပြေးမှပပပပလို့ရိုက်ချင်စရာကောင်းတယ်။ ဒီငပောက်ကလေလွန်ခဲ့တဲ့သတင်းထဲမှာလည်းကြွားတင်ပေးခဲ့တယ်နော်မင်းကိုမှရှိတဲ့တော်လာရဲတွေနဲ့တက်ဆိုင်တဲ့ယွာတွေကိုမဖြက်စီလို့သူဘလောက်ထိအိတ်မပြောတလဲဘလောက်ထိတူဒေါရထွက်တလဲဆိုတာလွန်ခဲ့တဲ့သတင်းထဲမှာအလုံးလဲနားထောင်ပြီးသားဖြစ်လိမ့်မယ်နော်ဆိုတော့ဒီနေ့ကြမှာပဲဗလဲတောင်းသားတွေကတော့အဖြူရောင်ဖြစ်တယ်အဝါရောင်ဖြစ်တယ်အယောင်တွေလာပြောမနေနဲ့နော်တိတ်မပြောချင်တော့ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့အခုဒီထိုင်းဘန်ကောက် news ထဲမှာပါလာတဲ့စစ်ခွေးတွေထွက်ပြဲတဲ့ဇက်လန်းနဲ့ပတ်သက်ပြီးတော့ March 23ရက်နေ့ညတကောင်ပေါ့နော်။နိုင်ရင်နဲ့ဆိုလို့ရှိရင်16ရက်နေ့ပေါ့နော်။7နိုင်နဲ့10မိနစ်မှာစစ်ရှုံးကောင်စီတွေရဲ့လက်အောက်မှာရှိတဲ့ခလာရ37အခြေစိုက်တဲ့ဒီမြန်မာနဲ့ထိုင်းနေစကြမှာရှိတဲ့ပလိုတိုစခန်းကို KNLA နဲ့ပူးပေါင်းတော်လာရေးဒီဘက်ကနေမှဝင်ရောက်တိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့တယ်ပြလို့ရှင်လဲစခန်းကိုမြှို့နိုင်ခဲ့တယ် ခွေးတွေအများကြီးတော့ခွေးတွေဝက်တွေအများကြီးတည်သွားတယ်ပြီးလို့ရှင်အများကြီးလည်းခွေးပြည့်ဝက်ပြည့်ပြည့်သွားတယ်เนาะအဲ့မှာအာလေရင်နဲ့လည်းဘုံအကြီးကျယ်လာကျေးသွားတယ်ဆိုတော့အဲ့လိုမျိုးတိုက်ခိုက်ခဲ့တဲ့ခါမှာအခုဒီထိုင်းသတင်းစာထဲမှာဖော်ပြထားတာကသူတို့အရေအတွက်အတိအကျတော့မသိဘူးခွေးတွေအများကြီးဒီထိုင်းဘက်ကိုခွေးပြေဝပြေပြေးလာတယ်။အားကြောင့်အခုထိုင်းဘက်ကနေတော့သူတို့ကိုပေါ့နော်ခွေးစာကျွေးထားရတယ်ဆိုတဲ့အကြောင်းပြင်လဲအခုထိုင်းက 明末是亏的，不讲你嘛。表演说亏起来多过十多万美，十多万美元，不说的将来，今天嘛跑边他了，叫到你嘛不，疯亏了么？讲了五年了，第二天嘛投边他了，对呀的。说了今年是亏的家嘞，跟英兵那个是亏的家，太过别了。跟清兵那个亏的家都有个别了，都有个别，我从那底下等，东亚到嘛拉波了，学习的，一看兵呢是亏的家。 ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတယ်။ချင်းပြည်နယ်ကခွေးတွေကအိန္ဒိယကိုထွက်ပြေးတယ်ပြန်ပို့ခံရတယ်။အဲ့လိုမျိုးအရှက်ကွေးနေရတယ်။သူတို့မပြေးတဲ့နေရာဘယ်နေရာမှမရှိဘူး။ခွေးပြဲဝက်ပြဲစီရှုံကောင်းစီအခုဒီဘလိုတိုစခန်းထဲကလည်းအခုဘန်ကောက်တည်င်းမှာကိုပါနေပြီ နော်အခုသူများရဲ့သတင်းထဲမှာတောင်ခွေးပြေပွဲပြေးပြေးလာတယ်ဆိုတော့အကြောင်းအဲ့ဘက်ကို PDF ပြေးလာတယ်ဆိုတာဘယ်သတင်းမှမဖတ်ရဘူးဒါပေမဲ့ခွေးတွေပြေးတာတော့ KIA မောင်းထုတ်လိုက်လို့တရုတ်ပြည်ကိုပြေးသွားတဲ့ခွေးဆိုသိတယ်နော်ဟာမိတွေနဲ့ညတကောင်လာပို့တာလူတွေတွေ့သွားလို့အဆူပြေးမှဘောမတွေကပြောလိုက်သေးတယ်ရှက်စရာကြီးနော်အိန္ဒိယကိုထွက်ပြေးတော့ကလည်းအိန္ဒိယကပြန်လာပို့ပေးတယ်အခုအထိုင်းကိုပြေးသွားတော့လဲသတင်းစာကနေမှအကျဉ်းညာရတယ်အဆက်တရားကို ော်တော်လေးကင်းမဲ့ကြတယ်တိတ်ပြီးမှဂုံယူတယ် KNL နဲ့ပူပေါင်းတော်လိုက်ရဲတယ်နော်နောက်တရင်တပုတ်နေနေကတော့မနေ့ကတရင်ထဲမှာကြွားကဒီညောင်ကျိုးစခန်းကကြမကြတိတ်အတိကြမတိကြလို့ကြွားမတင်ဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အခုကတိတိကြကြဖြစ်တဲ့အတွက်ကြောင့်เนาะအခုဒီညောင်ကျိုးစခန်းကိုအာခတ်တတော်နဲ့ပူပေါင်းတော်လိုက်ရေးဒီဘက်ကနေမှမတ်လ73ရက်နေ့မှာရရှိခဲ့တယ်เนาะဒီညောင်ကျိုးစခန်းကို 而家在多年，不帮多人夜里不干了，打开一下，哪拉尼把事拿比，喏，得拉脚步，得拉脚步多比，所罗，汕头人呢嘛呀，咪喏，汕人呢龙家，哎卡彪下木呢，都耶，彪下木有商店，只开一家，所以个汕人呢家呢嘛特别多比。 အဲ့ညောင်ကျိုးစခန်းမှာကစစ်ခွေးအကောင်300ကျော်အခြေစိုက်ထားတဲ့နေရာဖြစ်တဲ့တလကျော်တိုက်ခိုက်ပြီးတော့ညောင်ကျိုးစခန်းကိုရရှိခဲ့တာဖြစ်တဲ့ဆိုတော့မကြခင်မှာကပါစာရီဟေးကျတော့လက်နက်တွေအရန်ရတော့မင်းနော်တော်လာရဲတွေအေအေဒီရဲ့လက်နက်ဖက်နဲ့တာချလိုက်တော့ချလိုက်တော့နော်အခုညောင်ကျိုးစခန်းလေးကြာသွားရောသူတို့ရဲ့ဘိုးမတွေကနေမှဘိုးပိုင်ရှင်ကိုဆဲတာ နော်အခုတော့နဘေးနားမှာမြင်ရတဲ့အတိုင်းပဲနော် ရုရှားကလက်ခံတွေ့ဆုံလိုက်တာကိုတဲ့မြောက်ကြွားမြောက်ကြွားနဲ့ဖြစ်လွန်းတော့စကားတွေလည်းကျွန်းတယ်ခုဒီညောင်ကျိုးတိုက်ပွဲမှာကြတော့ထိထိရောက်ရောက်ပြစ်ကိုတွေစစ်ကိုတွေမလာဘူးသူတို့ကလေရင်မပိုင်မတိုက်တတ်တော့ဘူးလေဒါတောင်မှရှုံးနေတာเนาะဆိုတော့အဲ့လိုမျိုးမလုပ်တဲ့အတွက်ကြောင့်သူ့ကိုဆဲထားတာအခုတွေ့ပြီเนาะဆဲထားနင်းတို့ရဲ့မအားလာရဲ့အတုံးကြပုံကိုထပ်ပြောပြအောင်မယ် now the din the boat အနေနဲ့ကတော့မနေ့က March 14ရက်နေ့မှာ ်မွန်ပြည်နယ်ရဲမြို့နယ်အမတ်ဆက်ကိုစစ်စေးရဲကုကဲမှုဌာနချုပ်ကနေမှတတ်ကြကြီးဇူလိုက်ထဲနဲ့တတန်စောပီဟေဝေယန်ထုတ်ခွန်အေနိုင်ဆိုဂျောတတ်ဦး ဝေမင်းပိုင်ဒီတတငါဦးနဲ့အတူတတ်ချက်ကြီးဇူလိုက်ထဲသူတို့6ယောက်ကနေမှရေဘလူးတတ်တဲ့စီမှာအလင်းဝင်ရောက်လာတာဖြစ်တယ်ဆိုတော့အဲ့ဒီထဲမှာသူတို့က MA MA3 တလက်ရဲ့ဂျီပေါက်နှခုရဲ့ဂျီ60ရေတွေနဲ့သူတို့ဝင်ရောက်လာတာဖြစ်တယ်ပြီးတော့ဥဆောင်လာခဲ့တဲ့တတ်ချက်ကြီးဇူလိုက်ထဲကိုရေဘလူးဘက်ကနေမှ330ချင်းမြင့်ခဲ့တဲ့ ိတ်ကုံယူဆရာကောင်းတဲ့အချိန်မီတော်လိုင်းရဲ့ဒီစမှာပူပေါင်းလာတဲ့အတွက်ကြောင့်တယ်ဝမ်တာကြိုးဆိုပါတယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်လည်းအခုတလောဆိုလို့ရှိရင်เนาะနေတိုင်းနေတိုင်းအရင်တော့စစ်တပ်အဟောင်းတွေအမြင်မှရရှိသွားတဲ့လူတွေအခုနောက်ပိုင်းမှာမစစ်မှုထမ်းကိစ္စနဲ့အတင်းအတမပေါ်တာဆွဲပြီးထဲလာတဲ့လူတွေဝလာမဆဲတဲတဲเนาะကျေးဇူးတင်တယ် ကျတော့နောက်သတင်းသဘုတ်အနေနဲ့ကတော့ခဏတော့ပြောသလိုမအားလာကရုရှားကနေပြန်လာတဲ့ခါမှာသူကမြောက်ကျွားမြောက်ကျွားဖြစ်တော့စကားတွေကျွန်းတုတ်ကိုသူတိတ်ဟုတ်တယ်လို့ဖြစ်တာဆိုတော့သူကဒီရုရှားနဲ့ဘယ်လာရုစ်ကိုမသွားခင်မှာ သူ့ရဲ့အောက်ကအကျုံတွေကိုစီတူဘွဲ့၉ယောက်ကို ပေးခဲ့တယ်နော်စီတူဘွဲ့၉ယောက်ကိုပေးပြီးမှသူကရုရှားနဲ့ဘယ်လာရုစ်ကိုခရီးသွားတယ်ဆိုတော့သူကကိုကိုတိုင်းလဲနာမည် U ဘွဲ့ U ဆိုတော့ ဘယ်ရော့စ်ကိုလည်းအမြင့်ဆုံးဆိုတဲ့စီတူဘွဲကိုတော့ပေးခဲ့တယ်။ဆိုတော့အခုဘယ်လာရုစ်မှာဒီစီတူဘွဲကို ပေးပြီးမှသူမလောက်သေးဘူး။အခုဘာပြန်လုပ်တလဲဆိုတော့အခုဂျပန်ဘေးမှာတွေ့ရနော်။ရှမ်းမြောက်မှာအဖမ်းခံရတဲ့စစ်တုံးပန်းတွေကို အခုဒီ MNDA ဒီဘက်ကနေမှတချို့တွေလွတ်ပေးလိုက်တယ်အဲလွတ်ပေးတဲ့ဥစ္စာတွေကိုအခုသူကနေမှအာမြစ်သားစုလိုက်ပြန်လာတဲ့ဥစ္စာတွေကိုနော်စိတ်သက်ခွန်အားတက်အောင်ဆိုပြီးမှအခုသူတို့ကိုလည်း voice တွေပြန်ပေးတယ်တဲ့အော်တနာပါတယ်ဒီဆိုလို့ရှိရင်ကိုကိုတိုင်းတော့စစ်မတိုက်ပဲနဲ့စစ်တုံးပန်းဖြစ်သွားတာအဲစစ်တုံးပန်းကနေပြန်လာတဲ့သူတို့ဘာဖို့ပေးမလဲခွေပြဝပြပွဲလားအော်ဆရာကောင်းတယ်အခုစစ်ခွေးတွေဘက်ကနေမှ တစိမ့်မရတဲ့ခွေးကတော့တယောက်မှမရှိတော့ဘူးထင်တယ်နော်အာလုံးသူဘွဲ့ပေးတယ်ဆိုတော့ရင်းချင်းစရာကောင်းတယ်နော်တုံပန်းဖြစ်ပြီးပြန်လာတဲ့ဥစ္စာတွေကိုအခုကနေမှစိတ်ခွန်အားတက်အောင် အပစ်ကပြောတာမဟုတ်ဘူးနော်ဘွဲ့ချင်းမြင်တာအံ့ဩစရာကောင်းတယ်ပြီးရင် now အံ့ဩစရာတစ်ခုကတော့ခွေးချဘူးက college နော် university မဟုတ်ဘူး college ကိုသူ first year တက်တယ် college first year ကနေမှကျောင်းထွက်ပြီးမှသူကဒီလှုပ်စားလို့ရတဲ့စစ်ခွေးတင်တန်းကိုတွားလိုက်တာဆိုတော့အခုသူကကိုကိုတိုင်းတောင်မှ college တောင်မပြီးဘူး first year ပဲတက်တဲ့ဥစ္စာကိုမနေ့ကသူကဒီဒီင်းအချက်အလက်နီးပညာတက်ကတော့ပင်ရန်ကုန်အနောက်ပိုင်းနီးပညာတက်ကတော့သူကအဲ့ယူနီဗာစီတီကိုသွားပြီးမှသွားစစ်ဆေးတယ် college first year ပဲတက်တဲ့ခွေးက university ကျောင်းသားတွေကို လေ့လာစစ်ဆဲတယ်ဗါစစ်ဆဲလို့ကိုတော့မှ college ပြီးတယ်ဆိုရင်တော့မှနည်းနည်းလေးနားထောင်လို့ကောင်းတယ်မဟုတ်လားအခုသူက college တော့မပြေဘူးသူကတက်ကြိုးဆိုတာကို မြင်မဲ့မြင်ဘူးတယ်ကြားပဲကြားဘူးတာလေကိုကိုတိုင်းတော့မှ college တောင်မပြီးတာဘလို့နဲ့ university ကျောင်းသားတွေတော့ဆစ်ဆဲလေတော့မသိဘူးရည်ချင်စရာကောင်းနေနော်ပြီးလို့ရှင်ဒီကာချုပ်ရဖို့ရန်အတွက်ပတ်စံထည့်ပြီးမှသူရလာခဲ့တယ်ပြီးရင်သူ့ဘာနဲ့သူနာမည်ယူတယ်ပြီးလို့ရှင်ကိုကိုတိုင် college တောင်မပြီးဘဲနဲ့ university တွေတော့ဆစ်ဆဲတယ်တဘောချာလို့ဒီလိုမျိုး qualify မဖြစ်တဲ့လူကခေါင်းဆောင်တဲ့အောက်မှာနေတဲ့ကျွန်းတွေတော့ပို့ဆိုးသွားပြီလေမဟုတ်ဘူးလားနော် ဤသူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ